မိမဝေပတန်နဲ့ရှက်ပတန်ကွာခြားချက်ကလေးကိုပြောပြမယ်။အဲ့ဒါဆိုလို့ရှိရင်ဂုတ်ပိုးကဘလို့ဖြက်လိုက်တာလဲဆိုတာကိုသိသွားမယ်။အခုဒီညီမလေးပြောထားတဲ့မိကုန်းကဂုတ်ပိုးကဘလို့ဖြက်လိုက်တာလဲဒီချေတဲ့။အဲ့ဒီဥစ္စာကသူကမိမဝေအင်ဂျီကိုအပေါ်ပိုင်းကိုဂုတ်ပိုးဖြက်တယ်လို့သူကထင်နေတာ။အမှန်တကယ်ဒီချေအရှိမတင်ထားတဲ့ရှက်ပတန်ကရှက်အင်ကြီးစစ်စစ်တီးတဲ့ တ်တန်မှာမိမ့်မဝေအင်ဂျီနဲ့ဘာမှမဆိုင်ပါဘူးမိမ့်မဝေပတ်တန်ဆွဲနီးနဲ့နည်းနည်းလေးမှကိုမတူပါဘူးเนาะမိမ့်မဝေပတ်တန်ဆွဲနီးကိုဆွဲပြီးတော့အပေါ်ကနေဂုတ်ပိုးနေရာကိုဖြတ်ပြီးတော့ပြန်ဆက်တယ်ဆိုတာကအဲ့ဒါကရှက်အင်ဂျီအစ်စ်မဟုတ်ပါဘူးရှက်အင်ဂျီအတုပါမိမ့်မဝေပတ်တန်မှာအမှန်တကယ်ကတော့ရှက်ပတ်တန်စစ်စစ်ကိုတီချေကတင်ထားတာပါအဲ့ဒါကြောင့်မလို့ကုတ်ပိုးကိုဖြတ်เสียမလို့ဘူးเนาะကုတ်ပိုးကတီးတဲ့တက်တက်ပါ ဒီတီချယ်ဆွဲထားတယ်ကိုခန္ဓာကကိုခန္ဓာတတ်တတ်ပါဂုတ်ပိုးနဲ့ကိုခန္ဓာနဲ့ဘာမှမဆိုင်ဘူးတစ်ဖက်ချင်းစီဆွဲပြီးတော့မှပြန်ပြီးတော့ဆက်ပြီးတော့အင်းကြီးပြန်ပြီးတော့တစ်ထည့်လုံးဖြစ်သွားတာပါအဲ့ဒီလိုဖြစ်နည်းလေးကိုအခုပြောပြမယ်နော်တီချယ်တွင်ထုတ်ထားတယ်လွယ်ကူမြန်ဆန်ပတန်ဆွဲနည်းဆိုရဲစာအုပ်ရဲ့စာမျက်နှာ 44စာမျက်နှာ44မှာဆိုရင်ဒီမှာဂုတ်ပိုးလေးပါတယ်ဒီဂုတ်ပိုးကကြတော့မိမဝေအင်ဂျီရဲ့ဂုတ်ပိုးဒါကဂုတ်ပိုးအတုမိမရှက်ကဲဂုတ်ပိုးအတုလေးအကြောင်းကိုပြောပြထားတာဒီမှာကြတော့ဒီစာမျက်နှာ83မှာကြတော့ကြားရှက်စစ်စစ်နော်ယောက်ကြားရှက်ယောက်ကြားရှက်ကဲပက်တန်ဒီပက်တန်မှာဆိုလို့ရှိရင်ဒီမှာဂုတ်ပိုးကမပါဘူးနော်ဒီဥစ္စာကနောက်ချမ်းဒါကနောက်ချမ်းဒါကရှေ့ချမ်း နော်ရှေ့ချမ်းအရင်ဆွဲတယ်ရှေ့ချမ်းပြီးတော့မှဒီမှာနောက်ချမ်းဒါကနောက်ချမ်းဆွဲတယ်ဆိုဒီအပေါ်မှာဂုတ်ပိုးမပါဘူးနော်သူ့ဘာသူတစ်ဖြက်စီပဲဒီမှာဂုတ်ပိုးကသူ့ဘာသူပက်တန်ကတီးတန်ဒါကလက်ပက်တန်နော်အဲ့ဒီလိုမျိုးတီးတန်လေးတွေပါတယ်နော်ဒါကဒါကတော့ကော်လန်ဒီဥစ္စာက8ဒါကလက်နှစ်ဘက်ပြပါတော့နော်လက်ဖက်နော်အဲ့ဒီတော့ဂုတ်ပိုးက ဒီရှေ့ချမ်းနောက်ချမ်းကိုတက်တက်ဆွဲတဲ့အထက်ထဲမှာဒီဂုတ်ပိုးကိုဆက်လိုက်လို့ရှိရင်အင်ဂျီဖြစ်သွားပြီဒါကတော့မိမဝိအင်ဂျီရဲ့ဒါကနောက်နောက်ချမ်းရှေ့ချမ်းเนาะနောက်ချမ်းရှေ့ချမ်းပတ်တန်เนาะအဒီပတ်တန်မှာဆိုလို့ရှိရင်ဒါကသူ့ပါလေပင်ပါတယ်ပခုံးပါတယ်ဂျိုင်းပါတယ်ဒီလိုမျိုးတစ်ဆက်သေးရှိတယ်ဒီဥစ္စာကိုမှ ဒီညီမလေးမေးတဲ့မေးခွန်းအရာဆိုလို့ရှိရင်ဒီဟာကိုမှဖြတ်ပြီးတော့ဂူပိုးကပြန်ဆက်တဲ့သဘောပြောတာအမှန်တကယ်ဆိုလို့ရှိရင်ဒါမိမဝစ်ကမိမဝစ်တီးတန်ပဲယောက်ျားဝစ်ကယောက်ျားဝစ်တီးတန်ပဲဒီမိမဝစ်ကိုဖြတ်ပြီးတော့ပြန်ပြီးတော့ဂူပိုးဆက်တယ်ဆိုတာမေတာမိမအင်ဂျီမိမရှက်မိမအင်ဂျီเนาะယောက်ျားရှက် ကအဲ့ဒီလိုမျိုးပြန်ဆက်เสียရမလို့ဘူးသူ့ဘာသူဒါကရှေ့ချမ်းအရင်ဆွဲတယ်ရှေ့ချမ်းကရှေ့ချမ်းတက်တက်ဒီမှာဒါရှေ့ချမ်းเนาะဒါကနောက်ချမ်းကနောက်ချမ်းတက်တက်သူ့ဘာသူပဲဆွဲပြီးသားအတိအကျပြီးတော့မှဒီမှာဂုတ်ပိုးကလည်းသူ့ဘာသူဂုတ်ပိုးကလည်းပတ်တန်ဆွဲပြီးသားအဲ့ဒါကောမှဒီဂုတ်ပိုးနဲ့ဒီနောက်ချမ်းနဲ့ဒီရှေ့ချမ်းနဲ့ကိုတပြိုင်တည်းဆက်တာတပြိုင်တည်းနှစ်ဖက်လှဆက်တာเนาะနှစ်ဖက်လှဆက်ပြီးတော့ချုပ်လိုက်လို့ရှိရင်တခါတည်းရှက်အင်းကြီးလေးတိတ်ချဖြစ်သွားပြီเนาะအဲ့ဒီလိုမျိုး ဆွဲတာပါเนาะတီချဲဆွဲတဲ့ဒီပက်တန်တီချဲဆွဲပြတဲ့ပက်တန်ကဒီလိုဖြတ်ပြီးတော့ယူတဲ့ပက်တန်မျိုးမဟုတ်ပါဘူးအဲ့ဒါကို ရှင်းပြတာပါ ဒီ TikTok account ထဲမှာရှေ့မှာဆိုလို့ရှိရင်ရှက်အင်းကြီးရှေ့ချမ်းဆွဲနီးနောက်ချမ်းဆွဲနီးလက်ဆွဲနီးဂုတ်ပိုးဆွဲနီးကော်လံဆွဲနီးအများကြီးပဲအရှိမတင်ထားတာရှိတယ်အဲ့ဒါကိုတည်တည်ချာချာလေးမသိသေးတဲ့လူဆိုလို့ရှိရင်လည်းတွားကြည့်လိုက်ပါညီမလေးလည်းတေချာလေးပြန်ကြည့်လိုက်ပါနော်ဂုတ်ပိုးကိုကက်ကြီးနဲ့ဖြတ်တာမဟုတ်ပါဘူးနော်အဲ့ဒါကိုတည်အောင်ပြောပြတာပါအခုဒါကတော့ရှက်အင်းကြီးဒီပက်တန်နဲ့ချုပ်ပြီးတဲ့ဒီဇိုင်းချုပ်ပြီးတဲ့ပုံလေးကိုအခုတင်ပေးထားမယ်နော်အဲ့ဒီဟာလေးကိုကြည့်လိုက်ပါရှက်အင်းကြီးပုံစံကအဲ့ဒီလိုမျိုး ထွက်သွားပါတယ်တခါတည်းပေါ့နော်ဘာမှပြန်ပြီးတော့ဖြတ်ဆွေအဆက်ဆေးအမလို့တော့ပါဘူးเนาะမိမအင်းကြီးဒီလိုဘယ်နားမှာဖြတ်ခြင်းနဲ့ဘယ်နားမှာအတွန့်ထက်ခြင်းနဲ့ဒီနေရာမှာဖြတ်ခြင်းနဲ့ဒီနေရာမှာဖြတ်ခြင်းနဲ့ပြန်ပြီးတော့ဆက်တယ်အဲ့ဒါမျိုးလောက်ထားလာမဟုတ်ပါဘူး အခုလိုမျိုးပညာလေးတွေနောက်ထပ်လည်းတင်ပေးပါဦးမယ်အရှိမရှိတဲ့ပညာလေးတွေကိုလည်းပညာရအောင်ယူကြပါနောက်ထပ်တင်ပေးမှလေးတွေကိုလည်းစောင့်ကြည့်ကြပါအဲ့ဒါကြောင့်မလို့ဒီမှာအပေါင်းလက္ခဏာလေးကိုနှိပ်ခဲ့ပါနောက်ပြီးတော့အသေးလေးလည်းနှိပ်ခဲ့ပါကိုပြောချင်တာလေးတွေကိုလည်း comment မှာရေးခဲ့ပါနော်ကျမကတော့ဒီဇိုင်နာထွန်းမှာရန်ကုန်ကပါနော်